ုအာ Children Designer Competition 2025အာ online application နေလဲစာဖွင့်မြန်မာနိုင်ငံနေနဲ့လဲစာတင်ဖွင့်လင့်နေပါပြီအဲဟိုဗက်မွဲကတော့ August လ29 30 31ထိုင်းနိုင်ငံ Children Khan မဲဆိုင်မြို့မှာကျင်းပမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကနေလော online application နေမှာလဲဟိုတော့ဒီလကုန်ပေါ့နော်မေလ31ရက်နေ့မှာနောက်ဆုံးထားပြီးတော့တင်ရန်တင်နိုင်ပါတယ်ကျမတို့ဘက်ကလည်းလိုအပ်တဲ့ပံ့ပိုးကူညီမှုများအို့လဲ Lashmi မှာဘက်ကနေလဲမြန်မာနိုင်ငံကဒီတက်သက်ဆောက်ဝါသနာရှင်ဒီဇိုင်းနဲ့လူ ရဲ့များဟိုပေါ့မှုလည်းဖြစ်ခေါ်ပါတယ်ရှင်ပေါ်လာကြတော့ဟိုထိုင်းနိုင်ငံချင်းရိုင်ပြန်ချင်းရိုင်မျိုးပေါ့မင်းဆိုင်မျိုးပေါ့เนาะအဲနှစ်တိုင်းကတော့ကျမတို့ကစီစဉ်ပြီးခဲ့တဲ့နှစ်မှာလည်းစီစဉ်တွန်းနေတယ် Lash Mama နေပြီးတော့ပါဝင်ခဲ့ပါတယ်ဒီခေတ်မှာကျတော့ Lash Mama နေနေလဲ official partner နေနဲ့ season 3ပါဝင်ခဲ့ပါပါအဲ့တော့ထိုင်းနိုင်ငံအဲ Chorai KI မဲဆိုင်မျိုးမှာဒီရဲ့သူအဲ့ဟိုဟာအဓိကသူ fashion show ရဲ့ theme လမ်းမပေါ်မှာပေါ့နော်လမ်းမပေါ်မှာ fashion on the road ဆိုတဲ့ theme နဲ့ကောင်းဆန်နေကျင်းပခဲ့ပါတယ်ဆိုတော့အဲ့နေရာမှာပဲဒီနေ့လဲဆက်လက်ယူကျင်းပမှာဖြစ်ပါတယ်ရှင်ဟုတ်ပါဘူးအဲ့ဒီဒီတစ်ပိုင်းနေရနေပြီးတော့လုံးဝကားလမ်းမကိုဖိတ်ထားလိုက်တာပေါ့နော်ဖိတ်ထားလိုက်ပြီးတော့မှအဲ့မှာ state scene တွေရဲ့နောက်ပြီးဒီရှောက်လန်းတွေဆိုလဲသူက အဲသူတို့ရဲ့ things တွေပတ်တန်တွေခင်းဆိုင်ခင်းပလိုက်တာပေါ့ခင်းပလိုက်ပြီးတော့မှအဲပေးတတော်ရှိတယ်ပုံမှန်ပေးတတော်ရှိတယ်အဲ့ဒါကိုပေးရှာတော့ပေးတရာကျော်လောက်ရှိတယ်အဲ့နေရာမှာလုံးဝကာပြီးမှလုံးဝဒီ road ပေါ်ပါပေါ့နော်သူကလည်းနာမည်ကလည်း fashion on the road ပေါ့နော်အဲ့ဒါ new fashion show ကိုကျင်းပတာပါဒီကတော့ဒီမှာတော့ mentorship ပိုင်းပေါ့ mentorship ပိုင်းဆိုတာကတိမ်မြင့်တိမ်ကွေးဦးပြီးခုဒီ ဂျင်နီယာအပိုင်းနေပေါ့သူတို့တွေကိုဆိုလို့ဆိုရှင်ဒီအင်ဂျီရဲ့ concept ကိုလုပ်တဲ့အခါမှာဘယ်လိုပို့ပြီးတော့ဟိုလုပ်လို့ရမယ်အဲ့ဒါလည်းပတ်သက်ပြီးတော့ဘယ်လိုမျိုးအထောက်ပံ့ပေးမယ်ဘယ်လို color တုံးနေရပို့ပြီးတော့သုံးရမယ်ဆိုတဲ့ဟာမျိုးကြီးတာပေါ့နော် အမှုလေးကို manager ပိုင်းပေးမှာပေါ့ဒါပေမဲ့တိုင်ပွဲနဲ့ပတ်သက်ပြီးရောစီးပွားရေးနေရာကြတော့အဲ့ဒီအကျက်ချက်တာပုံကကြတော့ဒီမဲ့ချင်းမိုင်ဘက်ကလည်းပို့မှာပေါ့နော်ဆိုတော့ဒီဘက်ကနေရာဟာသူညီပေးလို့ရတယ်ဆိုတော့တိုင်နဲ့တိုင်မိုင်တွေအကုန်လုံးကို manager အနေနဲ့ဒီထိုင်မှာအကောင်းဆုံးပံ့ပိုးပေးမှာပေါ့နော်နောက်ကနေပြီးတော့ဘယ်လိုပုံစံမျိုးတွေလို့ concept တွေလို့ရသွားမယ်ဆိုလို့ရှိရင်စီးပြနိုင်တယ်အတိုင်မဲ့ဟာရယ်အဲ့တော့တိုင်မဲ့ဟာမှာဆိုလို့ရှိရင်လည်းဒီက category ရရှိဥပမာဒီတိုင်မဲ့တိုင်မဲ့ဝင်နေရ casual နဲ့တိုင်မှာလား fan မယ်ဝဲနေတိုင်းပါလား evening dress နေတိုင်းပါလားအဲ့ဒါမှာတစ်ခါတစ်ခုကကြာတော့ pre design တွေဆိုတာဖြစ်ရှိရတယ် office ရှိရှိရအဲ့တော့ဒီနေ့ရအထူးဆိုပါဟုတ်တယ်ဒီနေ့ရအထူးဆိုပါနော်ဆိုတော့ pre design ကလက်ထပ်ပြီးရှိရဆိုတော့တိုင်းနဲ့လူတွေနေနေတာပို့ပြီးတော့လဲချက်စားရပြီးတော့အဲ့ဆုတွေအားလုံးက category အားလုံးမှာလဲပထမဆုတတိယတတိယဆုတွေရှိပြရဆိုတော့ဆိုတော့ပို့ပြီးတော့လဲကိုယ့်ထက် chance ပို့ရတာပေါ့ ဆိုတော့ပထမဦးဆုံးကြိုင်တဲ့ပြင်ပွဲဝင်တဲ့အကုန်လုံးကဒီကနေပြီးတော့အရင်ဆုံး sketch ပေါင်းနေရမှာပေါ့ဟိုကိုတိုက်တဲ့ပုံစံတိုက်တဲ့ပတ်တန်လေးကိုတုံးပြီးတော့အဲ့ဒီရဲ့ဒီပတ်တန်လေးကိုကိုစားကြည့်ရဲ့အင်္ဂီပုံစံမျိုးပေါ့နော်ကိုတိုင်းနဲ့ကတ်တဲ့ပုံစံအောက်မှာတိုင်ပြီးတော့အဲ့ sketch တွေကိုပြန်ပြီးတော့ဒီဘက်ကနေပြီးတော့ရွေးချယ်မယ်ရွေးချယ်ပြီးသွားတဲ့အခါကျတော့ရှင်ပါရဲ့ selection ဟိုမှာရောက် ဟုတ်ပါတော့ပြန်နေဆိုရှင်တရားတော့ပဲကြံ့ပြီးဘာမှ discuss အောက်ဆုံးမှာကျွန်တော်တွေကတော့20%ပါတာမျိုးရှိနေပေါ့နော်ဆိုတော့ပြီးွားရတယ်ဒီတရားကိုအဲ့လိုတကယ်တော့ရဲ့ဒီချင်းဝိုင်းရဲ့ဟိုလေးချရမယ့်ဟာရဲ့ set ရှိတယ်သူပြီးရဲ့ဒီ pattern လေးသူပြီးရဲ့ design လေးကိုအခြေခံပြီးတော့ပြန်ပြန်နေရမှာပေါ့နော်ပုံဆွဲရုံပဲဒီကတော့ပထမဆုံး first step မှာတော့ပုံဆွဲရုံပဲအဲ့ဒါလေးတွေကိုသူကပြန်ပြီးတော့ပြန်ရမယ်အဲ့ဒါကိုမှသူကပြန်ပြီးရွေးချယ်တာအဲ့ဒါ50ပေါ့ အဲ့အယောက်50အဲ့အယောက်50အမှဒီပိတ်စားစပြီးချုပ်ရမယ်ဖတ်တယ်ဆွဲရမယ်အဲ့ဒီဟာတွေအကုန်လုံးအတွက်လဲအကုန်လုံးတင်ပြနေရမှာပေါ့နော်သူတို့ ဲ့ဟာအဲ့လိုဒီဘက်ကနေ last magazine ရနေပြီးတော့ membership အနေနဲ့ပေးနေမှာအဲ့ဒီအချိန်မှာ program နေနေပေါ့နော်အင်းကြီးကားမဲ့လုပ်ပြဟာရအစပဲအကုန်လုံးအဲ့မှာ membership ပေးနေတဲ့အချိန်အဲ့ဒါပြီးသွားမှအဲ့50တရားမှာ100ရောက်ကိုသူကဆူနေမှာအဲ့တော့အဲ့ခါကျတိုင်ဝဲပြန်ရမှာပေါ့နော်အဲ့လိုမျိုးတော့ရှိပါတော့တိုင်ဝဲစီတောင်ဝဲသမားတွေအတွက်ကကြတော့ဟိုအဓိကကတော့ဟိုစုပေါ့နော်ခုနကပြောပြောစုကတော့ category life ပေါ်ဘူတီပြီးတော့သူက total ဘတ်သိန်းဟိုက၄သိန်းပေါ့နော်သူရဲ total pool price က၄သိန်းပါရှင့်အဲ့တော့အဲ့ပေါ်မှာမှာအဲ့ခုနကလို category က casual wear ယ်ပြန်ခွဲ casual clothes ရယ် working clothes ရယ် evening clothes ရယ်အော်ဒီနေ့အတွက်ကအထူးစုတစ်ခုဖြစ်တဲ့ new creative new generation award ဆိုတဲ့တစ်ခုပေါ့ all about total 10စုပါအဲ့တော့ပထမဆုံးအနေနဲ့က category တစ်ခုစီမှာကြတော့ပထမဆုံးပတ်သက်သိမ်းပါဒုတိယဆုံးပတ်သက်သောင်းနဲ့တတိယဆုံးပတ်သက်သောင်းအဲ့ဒါ category ၃ခုလုံးအတွက်ကိုကအတူတူပါပဲပထမဆုံးဒုတိယဆုံးတတိယဆုံးအဲဒီ creative new generation award အနေနဲ့ကတော့ပတ်သက်သောင်းအဲ့ဒါတော့တဆူလည်းပေးပါပါရှင်အဲ့ဒါကြတော့အဲ့ကြောင့်ပိုင်ဝင်နေရကြတော့ ော်အခုနောက်စုအရင်းငွေအပြင်ပေါ့နော် certificate နဲ့ trophy ပါရရှိမှာဖြစ်ပါတယ်ပြီးရင်တခြား others နေနဲ့ကြတော့မြန်မာနိုင်ငံဘက်အနေနဲ့ကြကျွန်တော်တို့ lash magazine မြန်မာအနေနဲ့သွားမဲ့ပူပေါင်းလုပ်ဆောင်မဲ့ editorial shooting နဲ့အဲ့ဒီအလုပ်ညလုပ်ငန်းတွေအလုပ်လုပ်ဟော fashion show နဲ့ပတ်သက်တဲ့လုပ်ငန်းတွေ fashion နဲ့ပတ်သက်တဲ့အလုပ်ခိုင်တွေအခွင့်အရေးတွေလည်းရရှိမှာဖြစ်ပါတယ်ရှင်ပြီးတော့တခုဒီမှာကြတော့သူစားဖြစ်တာကြတော့ဟိုကျွန်တော်တို့ဒီမြန်မာနိုင်ငံအနေနဲ့ကြတော့ ဟို mentorship program လေးကြီးလည်းပေးထားရတယ်ပေါ့နော်အဲကြတော့ဒီတန်ပွင့်ဝင်ကလေးတွေတချို့ရကြတော့ဟိုဝါသနာပါတယ်သိကြတယ်တချို့ကြတော့ဟိုခုမဒီဇိုင်းစင်းကစားကလေးတွေပေါ့နော်ဟိုဒီဟိုပြန်ပွင့်ဆိုတာဗာလဲဒေသနာမျိုးပြန် international ပြန်ပွဲဖြစ်တဲ့အတွက်အဲတချို့တွေကြတော့လည်းအခက်အခဲလေးတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတွေတော့ကကျမတို့က last month ဘက်ကနေ mentorship program လေးကြီးလည်းပံ့ပိုးပေးထားပါတယ်ဟိုအဲကျွန်တော်ရဒီဇိုင်းလက်ကွန်ပီတီရှင်2025အာ online application တွေလည်းစာဖွင့်မြန်မာနိုင်ငံနေနဲ့လည်းစာတင်ဖွင့်လင့်နေပါပြီအဲဟိုပြန်ပွဲကတော့ ော့ August လ29 30 31ထိုင်းနိုင်ငံချင်းရိုင်ခံမဲဆိုင်မြို့မှာကျင်းပမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကနေလော online application တွေမှာလည်းဟိုကတော့ဒီလပုံပေါ့နော်မေလ31ရက်နေ့မှာနောက်ဆုံးထားပြီးတော့တင်ရင်တင်နိုင်ပါတယ်ကျမတို့ဘက်ကလည်းလိုအပ်တဲ့ပံ့ပိုးကူညီမှုများအုပ်လည်း Lash Member ဘက်ကနေလည်းမြန်မာနိုင်ငံကဒီတက်သက်ဆောက်ဝတ္ထနာရှင်ဒီဇိုင်နာလူငယ်များပေါင်းမှုလည်းဖြစ်ပေါ်ပါတယ်ရှင်